ရားများနဲ့နှလုံးသားလာတွေအကျဉ်းသာစေတနာလေးတွေမြစ်တာပွားပွားစုလေးမင်္ဂလာရှိသောရမျက်ခါပြီကြက်ပြင်းရှိသောစကိုင်းဒေးလေးကြည့်ရှုသူမိဘပြည်သူများမင်္ဂလာပါရှင်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းအကြောင်းအရာကတော့ရှင်ကနိုင်းဒေသကြီးရွှေလုံငန်းရှင်များအသင်းဥက္ကဋ္ဌအမိသားစုမှာ နှစ်ဦးအကျိုးငွေငါစတုဒီသားကျွေးမွေးလူရန်ခဲ့တဲ့တဲ့ရင်ကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်အလူတရကဦးမျိုးမြင့်အလူတရကမှာဒေါ်လာဒိုးမီသားစုမှာနှစ်ဦးအကျိုးငွေငါစတုဒီသားကျွေးမွေးလူရန်မှုကိုတော့ဒီကနေ့မတ်လ16ရက်မွန်းလယ်3နာရီကရခိုင်ဒေသကြီးတင်ငန်းကျိုးမြို့နယ်ကြီးပွားရေးရပ်ကွက်တန်တုမာလန်အမှတ်920ခါခွေ921ကကြီးနီ ရန်ကုန်တိုင်းဒေသကြီးရှင်လုံငန်းရှင်များအသင်းဥက္ကဋ္ဌဦးမျိုးမြင့်နှင့်ဇနီးဒေါ်လာတိုးတို့နေအိမ်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်အနန္တအနန္တငါးပါးတို့အားဥထိတ်ထားပြီးဥမျိုးမြင့်နှင့်ဇနီးဒေါ်လာတို့မိသားစုရဲ့နေအိမ်တွင် ပင့်တန်ကားတော်အရှင်သူမြတ်များမှာ ဗုဒ္ဓဘီဒေကအနေကစားတင်ခြင်းမင်္ဂလာခမ်းနာကိုနနက်9နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာဆရာတော်အရှင်သူမြတ်များနှင့်အလူရှင်မိသားစုတို့ကနမောတသ၃ကြိမ်ရွတ်ဆိုကအခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီးဆရာတော်ဘုရားထံတီလခံယူဆောက်တည်ခဲ့ကြပါသည်အဲဒီနောက်မှာတော့ဆရာတော်အရှင်သူမြတ်များမှာပရိတ်တရားတော်များယူပွားချင်းမြင့်ပေးတော်မူခဲ့ပြီး ဆရာတော်အရှင်သူမြတ်များအားလူဝဲဝိထုပစ္စည်းများနဝကမ္မအလူငွေများဆက်ကပ်လူရန်ခဲ့ပါတယ်ဆလာဘီလူရမ်းမှုအစူစူတို့အတွက်ရေဇက်သွန်းချအများပေးဝေပြီးဆရာတော်အရှင်သူမြတ်တို့အားအာယုံဆုံးဆက်ကလူရမ်းခဲ့တယ်လို့သိရပါဗျာ ရပါစေစိတ်ပဝင်နှလုံးဆွင်ပြုံးအင်းအိမ်နောက်မှာတော့နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိတယ်၁၉ချိန်မြောက်မဟာတကြံတရားစခန်းပွဲပြမြောက်ရေးအတွက်အလူတရက်ကအုံမျိုးမြင့်အလူတရက်ကမဒေါ်လာတိုးမိသားစုတို့မှ တောင်လေးတောရကျောင်းတိုင်းရှိဆရာတော်များကိုပင်ဖိတ်ခါမတီအလူငွေကျက်သိန်း၃၀အားစက်ကအလူရန်ခဲ့ပြီး ်လူရမ်းမှုအစူးစူးတို့အတွက်ရေစက်ချအများပေးဝေကဆရာတော်များအားနေစွန်းဆက်ကလူရန်ခဲ့ပါတယ် ဆလဘီနေဦးအကျိုးစတုရီတာအလူတော်မင်္ဂလာအခမ်းအနားကျင်းပပြုလုပ်ခဲ့ရမှာမွန်လဲ၃နာရီတွင်ရက်ွက်နေပြည်သူများအားအာဟာရဒါနမွေးငါအချိုရီရွှေကြည်တို့ကိုစတုရီတာကျွမ်းမွေးလူရန်ခဲ့တယ်လို့သိရပါတယ်အဆိုပါအာဟာရဒါနစတုရီတာအလူတော်မင်္ဂလာတွင်အယုတ်အလက်အမြတ်မရွေးခုနှစ်ရက်သသမီများကိုကျွမ်းမွေးလူရန်ခဲ့တယ်လို့သိရပါတယ် ဒါကြောင့်အလူတရက်ကဥမျိုးမည်အလူတရက်ကမှဒေါ်လာတို့မိသားစုတို့ရဲ့နှစ်ဦးအကျိုးစတုတီသားအလူကိုစီကားတိုင်မြိုက်စွာကျင်းမွေးလူဒန်းခဲ့ခြင်းကြောင့်အလူရှင်မိသားစုသည်ယနေ့မှစတက်ရှိကျမ်းမှာအနာရောဂါကင်းရှင်းပြီး သာသနာအကျိုးကိုစတဲ့ဘိုးတိုးကအလူရေစက်လက်နဲ့မကွာလူဒန်းနိုင်ပါစေလို့ Sky Daily Media ကိုကြည့်ရှုနေကြတဲ့မိဘပြည်သူများကိုစားဆုတောင်းမြတ်တာပို့သလိုက်ပါရရှင်။